အားလုံးဝင်းမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ် Q3 ရဲ့အထိဒေါ်လာ10ဘီလီယံကျော်အမြင့်နဲ့တရဖူစောင်းနေစေတတရဲ့သတင်းနဲ့အတူဘာကစားပြီး9ဒေါ်လာ cashback ယူနေကြတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့ Q3 အထိဒေါ်လာ10ဘီလီယံကျော်အမြင့်နဲ့တရဖူစောင်းနေစေတတရဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ USDT တို့ကတော့တစ်နှစ်ပြီးတစ်နှစ်ပွဲခံနိုင်နေပါတယ်။ကမ္ဘာမှာ market cap အကြီးဆုံး stable coin ဖြစ်တဲ့ USDT Foundation တတကဒီနှစ်မှာအမြင့်ဒေါ်လာ10ဘီလီယံအထိရရှိခဲ့ကြောင်းထုတ်ပြန်လာပါတယ်။နှစ်တိုင်းဒေါ်လာဘီလီယံနဲ့ခြေပြင်းငွေရှာပေးနေနိုင်တဲ့ USDT အမြေရအမြတ်ထုတ်စက်ကြီးကတော့နှစ်ကွေးမသွားပဲအမြတ်တွေထုတ်ပေးနိုင်နေစေဖြစ်ပါတယ် ဒါပြင်တတဟာဒီနှစ် Q3 တတိယ3လပတ်မှာ USDT ဒေါ်လာ70ဘီလီယံဘို့အထိထပ်မံထုတ်ဝေခဲ့ပါသေးတယ်။မကြာသေးခင်ကမှ El Salvador မှာပြောင်းရွှေ့အခြေစိုက်ခဲ့တဲ့တတကံပဏီကတော့ Q3 အတွက်စုစုပေါင်းဝင်ငွေကိုတိတိကျကျမဖော်ပြထားပေမဲ့ဒီနှစ်အတွက်စုစုပေါင်းအမြတ်ကဒေါ်လာ10ဘီလီယံကျော်ခဲ့ပြီလို့ဆိုခဲ့ပါတယ်။ဒါပြင်ဇူလိုင်လမှာတတက Q3 အတွင်းမှာဒေါ်လာ5.7ဘီလီယံအမြတ်ကျန်ခဲ့တယ်လို့ပြောခဲ့တာကြောင့် Q3 အမြတ်ကတော့အနည်းဆုံးဒေါ်လာ4.3ဘီလီယံကျော်လွန်ခဲ့ကြောင်းခန့်မှန်းနိုင်ပါတယ်။တတစီးကိုပေါလိုအာရိုအီနိုကတော့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခက်အခဲတွေကြားမှာတောင်တတကဒေါ်လာ10ဘီလီယံကျော်မြတ်နေသေးတာကြောင့်တတနဲ့ USDT တို့ရဲ့ခိုင်မာမှုနဲ့ယုံကြည်မှုကိုရောင်ပြန်ဟန့်နေကြောင်းခက်ကြွကြွလေးပြောခဲ့ပါသေးတယ်။တကယ်တမ်းလဲတတကစင်ပေါ်ကနေအရာအလုံးကိုကြည့်နေနိုင်တဲ့အခြေအနေရောက်နေပါပြီ။တတရဲ့ US Treasury မှာယင်းနှစ်မြောက်နံမှုကဒေါ်လာ135ဘီလီယံအထိရှိနေပြီဖြစ်တယ်လို့ ဒေါ်လာ73ဘီလီယံနီးပါးတန်ဖိုးရှိတဲ့အဖို့တန်တက်ထုတွေနဲ့ဒေါ်လာ10ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin တွေကိုလည်း reserve အပြည့်ကိုင်းဆောင်ထားပါတယ်။ဒါ့အပြင်တတရဲ့ US Treasury ပိုင်ဆိုင်မှုပမာဏကဂျာမနီနဲ့တောင်ကိုရီးယားတို့လို နိုင်ငံတွေကိုတောင်ကျော်တက်ပြီးကမ္ဘာထိပ်တန်း US Treasury ပိုင်ဆိုင်တဲ့အဖွဲ့အစည်းစီရင်မှာဥဆောင်နေပါတယ်။ဒီလိုအချက်တွေကြောင့် USD backed stable coin တွေထဲမှာတတကအာသာချက် ရှိနေစေဖြစ်ပေမဲ့ JP Morgan ကတော့ဒီတစ်ပတ်မှာစာကဲ USDC token က on chain activity နဲ့ market capitalization အရတတာထက်ပုံမမြန်ဆန်စွာကြီးထွားနေတယ်လို့ပြောခဲ့တာကြောင့်အပြိုင်ဆိုင်တွေပိုပြင်းထန်လာတယ်ဆိုတဲ့သဘောရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဘာဂါစားပြီး9ဒေါ်လာ cashback ယူနေကြတဲ့သတင်းကိုတက်ဆက်ပေးကြပါတယ်ဘဲကွိုင်းနဲ့ဘာဂါဝယ်စားပြီးစုရိယူလို့ရနိုင်နေပါပြီ KFC တို့ Lotteria တို့ Mary Brown တို့မှာတော့မဟုတ်ပါဘူး State and Shake ဆိုတဲ့ဆိုင်မှာဖြစ်ပါတယ်။အော်တိုဘာလာ30ရက်နေ့ကစလို့ State and Shake မှာ Bitcoin Burger ဒါမှမဟုတ် Bitcoin Means Where You သူတိုင်းက bitcoinmail.com မှာပေါင်းချတင်လိုက်တာနဲ့ Fold App ကနေ9ဒေါ်လာဖို့ Bitcoin လဲလို့ရနိုင်မဲ့ကုတ်တစ်ခုရလာပါလိမ့်မယ်။ Fold App ထဲမှာတော့ account ပွင့်ပြီးပြီဆိုရင်9ဒေါ်လာသုံးလို့ရနိုင်မှာဖြစ်ပါတယ်။ Fold App ကနေနောက်ထပ်ဝယ်ယူမှုတွေလောက်တိုင်းမှာလဲ Bitcoin စုတွေထက်ရအောင်ပါ။ Forcio Warif ကတော့ Bitcoin ကနေစဉ်ဘဝရေးကိုရောက်လာတဲ့အခါမှာ mainstream ဖြစ်လာမှာဖြစ်ကြောင်းဆိုခဲ့ပြီးအခုလိုနေစဉ်စားသုံးလို့ရနိုင်တဲ့ဘာကားလိုမျိုး Facebook တခုဝယ်စားရုံနဲ့ Bitcoin ပိုင်ဆိုင်တော့မှာဖြစ်ကြောင်းဆိုခဲ့ပါတယ် Bitcoin နဲ့ဘာဂါက2024ခုနှစ်တုန်းကလည်း Trump ကြောင့်ဆက်ဆက်မှုရှိသွားခဲ့ပါသေးတယ်။ Republican သမ္မတလောင်း Trump ကတော့2024ခုနှစ်စက်တင်ဘာလမဲဆွယ်ခီးစဉ်အတွင်းမှာ New York ရဲ့ Pubkey Bar မှာ Bitcoin သုံးပြီးတော့ Chase Bar ကတလုံးဝယ်စားခဲ့ဘူးတာကြောင့်ဖြစ်ပါတယ်။ အခု4ကလည်း Amazon လိုမျိုး online marketplace တွေမှာနေစဉ်ဝယ်ယူမှုတွေအတွက် Bitcoin cashback တွေရအောင်လုပ်ပေးထားသလို Stripe နဲ့ပူးပေါင်းဖန်တီးထားတဲ့ Visa ကတ်ကနေဝယ်ယူမှုတွေအတွက်ကိုလည်း Bitcoin reward တွေပေးသွားအောင်မှဖြစ်တာကြောင့် Bitcoin မှာ Bitcoin ဆိုတဲ့ company ဖြစ်ပါတယ်။အခုလက်ရှိမှာလည်း Fortier market cap ကဒေါ်လာ200 million နေပါရှိနေသလို Bitcoin ပေါင်း1500လောက်အထိကင်ထားနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ် ိုက်စိုးတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောက်ကောအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ။